ားလုံးပဲမင်္ဂလာပါရှင်ဆရာမမိုးမိုးအင်းလျာရေချွေတကုံကိုမြင်လျင်ဆိုတဲ့စောက်ကလေးရဲ့အပိုင်းတစ်ကိုဖျက်ပြပေးသွားမှာဖြစ်ပါတယ်ရှင်တီရိုရေမိုးတန်လေးများပြန်လွင်လာ၏တပင်ပူပူဝိုင်းဝိုင်းလေးများပေါ်တွင်အုပ်ဆိုင်နေသောတည့်ရစိမ့်များကြမှာရောင်စုံမီလုံးလေးများသည်ပန်းသီးပန်းမွန်လေးများတစ်ဖွဲဖြားထွက်တောက်ပါနေကြလေသည်ညခင်းနုနုဆိုင်ဆိုင်လေးပေါ်တွင်တထွာဆိုင်ခန့်မြင်သောရောင်စုံဖက်နယ်လေးများ တည်သွေရှိလျာသောခြေချောင်းလေးများပန်းနူရောင်ခြေသေးလေးများအင်ဒိုနီးရှားပါတိတ်လုံးကြီးအနာကြီးများရှူော်တွင်ဤကြနေသောခေါင်းလောင်းပေါင်းမီအောက်ခြေစားများတိမ်မွေ့ရင်ကျေးစွာလှုပ်ရှားနေကြလေ၏ဇဝထမဇွန်တန်ခရင်တန်ဖန်ခွက်ထဲသို့ရေခဲထဲတန်အကြီးတစ်ခုခုလောင်းထဲတန်ခွချင်းထိခတ်တန်တို့တိုးတိမ်ညင်သာစွာပေါ်ထွက်နေ၏။ရံုံမြို့တော်ဤလမ်းမိုက်တော်ညား ပူအိုက်သောညကိုတခုသောချမ်းမြေ့အတွင်ဝဲမိအောင်ဆုံးရှက်ဖြာ၍အေးချမ်းတာရသောညအတွင်တို့ပြောင်းလဲဖန်ပြီး၍ထားလေသည်ရှင်ပြမြူးတူသောစကားတန်လေးများသည်ညဥပိုင်း၌အချို့ကိုနှစ်သက်ကြည်နူးဝဲကုံဆုံးစီလျက်ရှိ၏ဇပွဲထမရွှေနေရီကုတ်သောကျွေးပကံလုံးများစင်စွဲအောင်တူများငွေရောင်စုံခရင်များစကူလက်တော့ဘဝဖြူရရကလေးများသည် အလဲရောင်လက်သေးချုံလေးများနဲ့နင်းစီသွင်းနှက်ခမ်းလေးများကြားဝဲလူလာတုံလှဲနေကြလေ၏အိမ်ထဲမှာခေပေါ်ဂီတာတန်သည့်ရေမောပျော်ရွှင်နေသောစကားသံများကြားမှတခါတရံလွင်ပြန်ပေါ်ထွက်၍လာသည်ဇပွဲအသီးသီးမှအုံဆိုင်ဆိုင်စကားဝိုင်းဖွဲ့နေသောအတန်များသည်အချို့ဇပွဲမှရုတ်တရက်ဝါးကနေရေချလိုက်သောအတန်များကြားတွင်တိမ်မြုပ်ပျောက်ကွယ်သွား၏ဇပွဲတို့များသည်လေမတ်များ ပလင်းများကိုကင်၍ခတ်သွွတ်လှုပ်ရှားသွားလာနေကြလေသည်အမွှေတထောင်းထောင်းထားနေသည့်ဟင်းကြိုသည်စစ်အင်းတို့အတွင်းဝဲပူပတ်ဆူနေစေပင်ရှိသေး၏ဟင်းသည်ဟင်းရွက်ဆင်းဆင်းဆူဆူများပကံများဖြင့်အပြည့်ရှိနေသောငါးရကောင်လုံးကိုကြော်ပြီးအပေါ်မှအုပ်ဆိုင်ထားသည့်ပင်းငပိများခရမ်းကျင်သည့်စိတ်များငရှင်သားပေါ်မှကျက်သွမ်ပြုအမွှားလေးများနန်းနဝင်ဆင်းဆင်းလေးများ င်းလျာအလုံးသည်ပြင်မွန်မှန်ချဲ့လဲမှုအောက်တွင်ရှိနေကြ၏ပြောရှမှုအတွက်ဒုမဟုတ်ရင်ကျင်းမှုအတွက်တက်ခင်းစားတော့သောထမင်းစားဝိုင်းလေးများအတောက်စားဝိုင်းလေးများသည်တိတ်ဆိတ်ငြိမ်သက်သောနှွေညာအလဲမှတရင်ကအဖြစ်တော့သားရကြည်နူးဝယ်ပင်ဖြစ်လေ၏ညာဆိုင်ကြီးကတော့ပြင်းနေပြီသူဟာဒီပွဲကိုတာထွန်းဦးဤဖိတ်ခေါ်ချက်ဖြင့်ရောက်ရှိလာရခြင်းဖြစ်သည် သူတို့အဖို့တော့ဒီလိုနေရာမျိုးကိုရောက်လေရောက်ထားမရှိသလိုစိတ်ဝင်စားမှုလည်းတိတ်မရှိလားအပြုံးလှလာများစကားချိုချိုများဖြင့်တစားစင်နေရသည်ကိုလည်းစိတ်မရှိလားပြီးတော့ဆားရတောက်ရသည်မှလည်းခရင်မတွေ့လာပြီဟင်းလျာအားလုံးသည်ချိုရဲရဲဤစိမ့်စိမ့်ဖြစ်နေကအဆီစဉ်တကြမရှိလာပြီပထမပိုင်းမှာအရက်တွေကြီးဖိတောက်ကြပြီနောက်ပိုင်းမှာဟင်းတွေကြီးဖိစားကြသည်ပြီးတော့မှထမင်းကျော်ပကံကြီးကရောက်လာ၏ဘာရိမှန်မသိတော့ ဒီကြားထဲမှာခရင်ကကိုင်နေကြမရှိသဖြင့်အပိုပစ္စည်းလိုဖြစ်နေသေးသည်။တထုံးကတော့ဟင်ဘတ်တွေကိုတူးနှစ်ကျင်းလဲစွာညှက်ပြီးသူ့ပကံထဲကိုထည့်ထည့်ပေးသည်။ကော်ကြီးဖြစ်ပြစ်ချွဲနေသောပျော့စီစီဟင်ဘတ်များကိုယွန်လာသဖြင့်မနေ့အောင်ဤတိခံကဘေးကိုမတိမသားဖယ်ရှားနေရသေးသည်။ဒေါမကျော်ကတော့အခြေအနေနှင့်အဝင်ဝင်ကြွားဖြစ်နေဟန်ရှိ၏။မြင့်မြင့်ထွန်းကအခန့်တော်ပွဲဆိုတော့လေဒေါအုံမကျော်အတန်ကိုကြီးကြားနေရ၏။ အလှပြပြင်ဆိုင်တွင်စနစ်တကျထုံးဖွဲ့လာသောစရုံးအခွေအလိမ်များကြားတွင်ဆက်ရှားပါပါဒဇင်ပန်းနှစ်ခတ်ကိုကနေကလေးအားထိုးဆိုင်ထား၏ညခုံးမွေးကနောက်ဆုံးမော်ခင်မီပုံစံတည်တည်ကွေ့ကွေ့လေးညခွင်မော်တွင် အပြာနုရောင်အိုင်းရှယ်ရိုးဆွဲထားသည်နှာခမ်းကပြောင်းလဲနေသောပစွန်စီသည်ဇာအင်းကြီးအနက်လက်ပြက်အောက်မှ လမောင်းသားအီအီများယုံထွက်နေကြ၏ ။ဘာပဲပြောပြောသတို့သမီးအသည့်ဆက်ဆက်မြင့်မြင့်ထွန်းထက်တော့ပေါ်လွင်နေတာအမှန်ပဲ။သူဟန်ပန်သည်အရာရှိအပြိုကြီးများကိုကြော်လှပြီ။တမန်ရုံးအုပ်စည်းကြီးအစင်သာရှိသည့်မြင့်မြင့်ထွန်းကိုမှရွေးယူသည်။ဌာနဆောင်မှုဥဟန်တင်ကိုလောင်ပြောင်နေသည့်အသွင်ဆောင်နေ၏။သူကဥဟန်တင်ကိုတော့လေးစားသမှုဖြင့်ဥတက်ခွန်မြဲဖြစ်တော့လေ။မြင့်မြင့်ထွန်းတို့အများဆိုင်ရို့ကိုမူမြမလေးဟုခတ်ချိုချိုခတ်စီစီလေးခေါ်လေးရှိ၏။ ရင်းနှီးသောလူငယ်မိတ်ဆွေအချို့ကသာရွေရွေဖိတ်ခေါ်ကြွေးမွေးသည့်ပွဲမှာညာဆန်းကြီးကတိတ်မလိုက်ခြင်းသူကဥဟန်တင်နဲ့တော့ရင်းနှီး၏ဥဟန်တင်သည်သူမကိုအလုပ်ရသည်၍ခန်းနိုင်အဆင်တင်ရသည်မို့ခင်မင်းရင်ဆွဲရှိ၏မြင့်မြင့်ထွန်းနဲ့သူမကတော့တိတ်အဆင်မပြေလားသို့တော်ဘာပြဿနာမှတော့မဖြစ်စဘူးပဲတထုံးဦးနဲ့ကတော့ဥဟန်တင်ရော မြင့်မြင့်ထွန်းမှအလွန်အဖွဲကြသည်တထုံးဦးနဲ့မြန်ဆန်းကြီးကမူအလွန်ရင်းနှီးသည့်မိတ်ဆွေများပဲဆိုပါစို့ ို့ဖြစ်ဒီနေရာကိုအများဆန်းကြီးရောက်လာရ၏တယုံတဲ့သားအဖြစ်သူတို့၅ယောက်သားပါပြီကျန်လူများကဥဟန်တင်ဤအတိုင်းအဝိုင်းများနှင့်မြင့်မြင့်ထွန်းဤအပေါင်းအသင်းများသာဖြစ်လေသည်ဥဟန်တင်ကမူရာထူးအချိန်အဝါမိဘအချိန်အဝါဖြစ်ထဲဝါသလိုမြင့်မြင့်ထွန်းကလည်းပညာကုံအလှကုံဖြစ်ကြွားဝင်၏သို့သောရုံးမှာတော့မြင့်မြင့်ထွန်းကတမန်ယုံအုပ်စရေးကြီးဒေါ်အောင်မကျော်ကအရာရှိ ူကုတို့အကျိုးပေးနှင့်သူပဲဒီပွဲမှာမြင့်မြင့်ထွန်းဤเจ้าနေဘတ်တငယ်ချင်းနေဥဟန်တင်ဤမိတ်ဆွေအရာရှိတော်တော်များများပါလိသည်အလုံးကိုခြုံရီတော်အမကျော်ကအထက်စီရယူထားသဖြင့်မြင့်မြင့်ထွန်းမျက်နှာညိုနေဥဟန်တင်အနေဖြစ်တော်တော်အမကျော်ကိုမဖိတ်၍မဖြေအချို့သောလူမှုကိစ္စလေးများသည် လုပ်ငန်းကိုထိခိုက်စေတတ်သည်ကိုနားလည်တော်ကြောင်းဖြစ်ပေသည်စားလေးများဟင်းရွေများကြီးကြံသေးတာ ရေခဲယုံမလားတထုံးဦးကမြန်ဆန်းကြီးရှိမှဖန်ခွက်ထဲသို့လိမ္မော်ကြီးဖြည့်ထည့်ပေးနေ၏သူကိုယ်တိုင်ကတော့ဘီယာတကိုးအရက်တကိုးဖြင့်မျက်လုံးတွေရည်ဝေ၍နေပြီညီမလေးကတရုတ်အစားဆောင်ကြိုက်ဖို့ထင်နေအင်းလီဒါမျိုးကလည်းစားနေကြမှာတော့အမကျော်ကအပြုံးတဝက်ဖြစ်ပြော၏သူ့ဘေဘေးမှဦးဟန်တင်ကမြန်ဆန်းကြီးကိုဂယူဆိုင်ရန်တထုံးဦးကိုမျက်ရည်ပြသည် ။ဥဟန်တင်ပပပေးမှမြင့်မြင့်ထွန်းကဒေါအောင်မကျော်ကိုမျက်လုံးတစ်ချက်ဝေ့ကြည့်ရင်းဥဟန်တင်မိကိုတိုးကပ်လိုက်၏။ညာဆန်းကြီးကိုဂယူဆိုင်လာဟန်မရှိတော့လေ။ဒေါအောင်မကျော်ကိုဆန့်ကျင်သောအဖြစ်အေးတူပြူသည်။အိုးဒါရီကလည်းစားကောင်းလာတာမှမဟုတ်တာ။မိမိကတော့ကြက်သားတုပ်တစ်ခုပဲစားလို့ရတယ်။ညာဆိုင်ကြီးကလည်းတာထုံးကြောင်သာလိုက်လာတာနော်။ညာဆိုင်ကြီးတို့အလှက်ကြရင်ဒီထက်ကောင်းတာကြွေးရမယ်။ဟုတ်တယ်မဟုတ်လားကိုကို။မမအောင်မကျော်ရောဘဲတော့စားရမှာလဲ။ ရုံးမာတဲ့လက်ဖက်ရည်ဒုက္ခစီမုံလေးတစ်ခုစီနဲ့တော့မဖြစ်ဘူးနော်တကယ်တော့တော့အုံမကြောက်တွင်ဟန်တာရှိပြီးအစင်လုံးငွေကြီးကျက်တဲ့တဲ့ကိုမြင့်မြင့်ထွန်းကအစင်တီဖြစ်၍ပြောချင်းဖြစ်၏မြင့်မြင့်ထွန်းကငွေစုငွေချီမှအမှုဆောင်တယောက်ပဲဘယ်မတိပဲရှိပါမလဲတော့အုံမကြောက်အသိဝင်ဆောက်ထဲမှာတာမန်ချင်းငွေရောအထူးချင်းငွေရောအရေးပေါ်ချင်းငွေတွေပါဇရာပြင်းနေသည်ဦးဟန်တိန်မိတ်ဆွေအလုပ်တင်ဆရာဝန်တယောက်ကတော့ သူတို့တိုက်ကွက်တွေကိုသတိမထားနိုင်မဲဒေါမကျော်ဤအလှကိုသာငေးမောကြည့်ရှုနေ၏မြင့်ထွန်ဤတငယ်ချင်းများဖြစ်သောမဟာဝိဇာတန်းသူမူမူနှင့်သူသားတို့ကဥဟန်တိန်တငယ်ချင်းတရားယူဝန်ထမ်းနှစ်ဦးနှင့်အဖွဲ့ကြနေကြ၏သူတို့ဘမဟင်းကျော်ပကန်နှင့်ဘဲကျော်ကျော်တကောင်ကတော့ပြောင်းပြီးနောက်ထပ်နန်းယူကျော်တပွဲရောက်လာ၏ဆော်ရာနှင့်ရေခဲများလည်းထပ်ဖြည့်ကြပြန်သည်ဒီတိုင်းဆိုရင်တော့ဝိုင်းကတော်တော်နဲ့တိမ့်မိမထင် ဘောင်းမကျော်သည်မြင်းချစ်ဖြစ်ဆိုင်ထားသည်ဆိုသောကြက်ဥကိုတူဖြစ်ရှောင်းမကြအောင်ညှပ်ယူရင်မြင်းမြထုံးကိုဆွေကြည့်၏။ဥကွဲစားရမှာပေါ့။မမတို့ကမြင်းမြတို့လိုဆောင်းအောင်မှမလုပ်တတ်တာဖြစ်ဖြစ်ပေါ့။ဆရာဝန်ပေါ့ဆသည်စိတ်ဝင်စားစွာကောင်းထောင်ရေးကြည့်၏။ဆောင်းအောင်လုပ်တာများလွဲပါလေဗျာ။ကိုယ့်အကွက်ထဲဝင်လာရင်အလုံးမပေးနဲ့ပေါ့။အမြင့်အိုက်တင်ကြီးပဲခံနေရင်တော့ဘယ်ဖြစ်မလဲဗျာ။ဦးဟန်တင်ကဆရာဝန်ဘက်ကိုကြည့်ပြီးပြောလေသည်။ သို့တော်မြင့်မြင့်ထွန်းကသူ့အရေးပဲနဲ့သူမကြည်မနှက်ဖြစ်ကဦးဟန်တင်ဤပေါင်ကိုဆွဲဆိတ်ဟန်တူဤဦးဟန်တင်ကရေရင်ပေါင်ကိုပုတ်သည်ဒေါမကျော်ကလဲတိုင်းကိုအသာမော်ရင်"အိုးမလို့ပါဘူးအချိန်တန်တော့သူဟာနဲ့သူဖြစ်လာမှာပေါ့"ဟူဆိုကပွင့်တဝင်ရေသွေးတန်းလီသည်မမှုရုပ်မဝါကနေရေတန်းကြအခြားဇပွဲမှလူများပင်လှမ်းကြည့်ကြသည်သူတို့ကတော့စားလိုက်ကြရေလိုက်ကြနဲ့အတော်ကိုအဆင်ပြေနေသည် ဇပွဲက၄တောင်အရှိလိုက်ခင်းတာသဖြင့်သူတို့ဘာတွေပြောနေသည်ကိုမကြားရ။အခြားဇပွဲတစ်ခုမှလည်းအကြမခံရေမောတန်ကိုကြားရ၏။တခဏချင်းမှပင် ပြန်လဲတိတ်ဆိတ်သွားပြန်လေသည်။ပွင့်တူရတုကလေးများလေအဝင်မှရင်ရွယ်နေကြသည်။မြခင်ပေါ်မှလိမ့်၍လိမ့်၍ကြသောပလင်းဝင်များကိုဇပွဲတို့လေးတယောက်ကကောက်ယူတင်စီနေ၏။ဇပွဲတစ်ခုမှပြန်ရန်ထကြပြီးနှုတ်ဆက်နေတဲ့ကိုကြားရသည်။ အခြားစပွဲတစ်ခုတွင်မူမြမအမျိုးသမီးနှင့်အတူတူတယောက်ကနိုင်ငံသားများကို အင်္ဂလိပ်စကားဖြင့်ရှင်းလင်းပြပြနေသည်ကိုကြားကြရ၏။ယောက်ျားလူကြီးဝိုင်းခွဲထားသောစပွဲတစ်ခုမှမူပိုင်ရှင်အမျိုးသမီးကြီးကိုခေါ်ကာခတ်ထွေထွေဖြင့်ဘာရီပြောနေသည်မသိ။အမျိုးသမီးကြီးကစပွဲတို့လေးများကိုခေါ်ပြီးသူတို့စိတ်တိုင်းကြဆောင်ရွက်ပြီးရန်ညွှန်ကြားနေလေသည်။လင်းနူအီလီကတစ်ချက်တစ်ချက်ဝေယံတိုက်ခတ်လာ၏။ ပင်လယ်ကဝီးရော့ကလေးများလှုပ်ရှားနေကြသည်ခြံထဲမှကားတချို့ပြန်ထွက်သွားကြပြီးအချို့စပွဲများကိုကလထိုင်းများခောက်၍တင်လိုက်ပြီးပေးကျန်နေသောစပွဲကင်းဖြူဖြူများကိုခောက်သူကခောက်နေကြပြီးပလင်းလော်များကို တောင်းတခုထဲတွင်ဆုတ်ထည့်သူကထဲနေကြ၏သူတို့စပွဲဝေးတွင်စပွဲထိုးလေးတစ်ယောက်ကယူသေးစွာရက်ပြီးစောင်းနေလေသည်ကဲဘာလို့သေးလဲမှားကြအောင်လေဥဟန်တင်ကဝတရားကြည့်အောင်မင်းနေသည် မြဆန်းကြီးကအိမ်ပြန်ချင်လာပြီဟိုပြောချင်တော့လဲမပြောတော့ပဲအตาငိမ့်နေလိုက်သည်ပြည့်စုံပါပြီပြည့်စုံပါပြီဘာမှမလို့တော့ပါဘူးကဲခုနောက်ဆုံးဥဟန်တင်းနဲ့တော့မြင့်မြင့်ထွန်းတို့အတွက်ပေါ့ဗျာအလုံးကအရက်လက်ကြံကွက်များကိုမြှောက်ပြီးခွက်ချင်းထိလိုက်ကြသည်ပြီးတချိန်နဲ့မောလိုက်ကြလေသည်သူတို့နေရာမှထားကြသောအခါ9နာရီကျော်ပြီအပြင်ဘက်တွင် အမှောင်လောကသည်စိန်ငင်လျက်ရှိ၏ တာထုံးကမြားဆိုင်နဲ့မြို့သမီးသက်သက်ကိုလိုက်ပို့လိုက်ကျွန်တော်တို့ကတော့အမကျော်ကိုလိုက်ပို့လိုက်မယ်ကျန်တဲ့လူတွေကတော့ကိုဟာကိုပြန်ကြပြီတော့ဗျာကဲအားလုံးကိုနိုင်တာထုံးဦးဒီသူငှားလာတော့ဒဆန်နောက်ဖွင့်ကားပေါ်သို့အမျိုးသမီးသက်သက်ကိုခေါ်တင်လိုက်ဤခြေကန်းတို့မသွားမီမြားဆိုင်ကြီးကိုတို့တို့ပြောသည်ညအောင်နောက်ဆုံးမှလိုက်ပို့မယ်နော်ညဆိုင်ရည်သည်ရေမွေးနှံတွေပေါင်နာနှံတွေလှိုင်းနေသောအမျိုးသမီးတစ်တိုက်နှင့်အတူလိုက်လာရသဖြင့် အနေကြုံပြီးအဖို့ကွဲငှက်လို့ဖြစ်နေလေ၏သူတို့နှင့်မြဆိုင်ကြီးကအသွင်မတူပါဘီသူ့ကိုအရင်လိုက်ပို့ခိုင်းရရင်ကောင်းတာဟုတွေးကတာထုံးဦးကိုချိန်ဆနေမိ၏တာထုံးဦးနဲ့သူမကတော့မိတ်ဆွေတငယ်ချင်းလည်းမကရှိစားလည်းမကြဟုဆိုရပေမည်တယုံနဲ့တခန်းနဲ့လောက်ကြသူချင်းအတူတူသူတို့နှစ်ဦးကအခြားသူများထက်ပိုပြီးတဦးနဲ့တဦးတန်ရောစဉ်ရှိကြသည်ညာဆိုင်ကြီးကအေးစိတ်ပြီးစကားနဲလာသည်ဖြင့် အခြားမင်းကလေးများနဲ့လည်းအပေါင်းအသင်းတိတ်မဖြစ်။ယုံကြည်ကလည်းအများတကာလို့မဝတ်နိုင်မဆင်နိုင်၍တိတ်မသားနာလား။ပြီးတော့ယုံမာအများဆိုင်တို့ကအနေဆုံးအစဉ်။သူတို့ထက်နေနာယုံအကူမောင်အီတို့ဓာလီကမောင်သူတို့ပဲရှိတော့သည်။လက်နေစရေးဆိုတော့ခိုင်းကျင်နာရှိလင်းသားတရိယာကြမည်။လေးစားယူသိမှုတော့မရှိ။သို့သောတာထုံးဦးကတော့အများဆိုင်ကြီးကိုခင်သည်။ညာဆိုင်ဤသည်မလှတော့လဲချက်စရာကောင်းသူ။ စိတ်နှလုံးသိမ့်မွေးသူပညာရန်ဆိုသည့်အချို့သောမင်္ဂလိများထက်အတွေ့အခေါ်ရင်ကျက်သူဘဝကိုနားလဲသူပြီးတော့သူ့ကိုခင်တွေ့သူပထမဦးကတော့ဘွဲရလူငယ်တယောက်ပင်သို့သောရုံမှာတော့အထက်တန်းစီသူမဟုတ်ဆေးကြီးအစင်သားရှိသေးသည်ပထမဦးကဖော်၍သည်အခုအညီပေးတတ်သည် လူချစ်လူခင်ပေါ်သည်ပထမဦးနှင့်မြဆိုင်ရိုးခင်မင်းရင်းနေခြင်းအတွက် ရုံးမအချုပ်မင်းကလေးများကနှာခေါင်းရှုံ့ကျင်ကြတော့လေ။တထုံးဦးကိုတော့အခင်မင်းမပြန်။ထို့တူမြဆန်းရီကိုလည်းအပောင်းအသင်းမပြန်။မြဆန်းရီသည်အနိမ့်မှန်၍အလုတ်ကိုယူသည်လေးစားသူ။ယုံကြည်စိတ်ချရသူမဟုတ်လား။ဓာဆန်းကားလေးကတက္ကသိုလ်ရိပ်သာလမ်းမှညာဘက်သို့ကွေ၍အင်လျာလမ်းထဲသို့ဝင်သည်။အင်လျာရေပြင်သည် အမောင်တို့အောက်တွင်ငြိမ်ဝှက်လျက်အင်းလျာနှင့်ယတနာမှမိအင်းလေးများလင်းနေကြသည် တငယ်အချို့ကန်းကိုရိတ်မှဂီတာတီး၍တချင်းဆိုနေကြလေသည်ပြည်လမ်းဘက်ကို꿰ခဲ့၏ယူရီးယားကနုတ်ပန်းတွေရေးချဲထားသောအင်းလျာကံမောင်ယိုနှင့်အိုလီဂါဖြူဖြူများကိုတွေ့ရသည်စစ်ကျဲဆက်လမ်းထဲသို့꿰ဝင်၏မင်းကလေးအချို့ဆင်းကြသည်မြင့်မြင့်ထွန်း၏တငယ်ချင်းများဖြစ်ကြလေသည်အမျိုးသမီးဘောရာဆောင်မှပြန်ထွက်လာပြီးပြည်လမ်းအတိုင်းပြန်မောင်းလာသည် ပန်းတွင်မင်္ဂလိတယောက်ဆင်းသည်ဥဝိစာရကောတတင်တယောက်ဆင်းသည်နောက်ဆုံးတော့ကားနောက်ပိုင်းမှာအများဆိုင်တယောက်ထဲကျန်ရလေသည်ဒဆန်ကလိသည်အချိန်ပြည့်စွာပြေးလွှားနေ၏ရှစ်တူယူမှတိုက်ခတ်တိုးဝင်လာသောလေအချိန်ကြာသပင်များလေပင်တဝိုက်တွင်ပြန်လွင်ရပ်ပန်နေကြသည်ရန်ကုန်မြို့သည်စောစီးစွာတိတ်ဆိတ်ငြိမ်သက်နေပြီရုပ်ရှင်တွေတိမ်ကုန်ပြီဈေးတွေတွေပြန်ကုန်ပြီ ။ဆူလီလမ်းမတဝိုက်သားမီးရောင်ဖြားလျက်ရှိ၏။ပန်ဆိုရန်လမ်းကိုလွန်လာသော အမောင်နှင့်တိတ်ဆိတ်ခြင်းအလဲသို့ပြန်ရောက်သွားလေ၏။ညဆန်းဤသည်ငိုင်းမီးစာပြူလာသည်။တက္ကသိုလ်ရိပ်သာလမ်းပေါ်မှညစာစားဝေလေသည်။သူ့အမြင်မှမုံဝါပြောက်ွယ်စားပြူလာလေသည်။ရောင်စုံမီးလုံးလေးများပွင့်တူရွက်တူပင်လေးများပင်လယ်ကပူးရွက်ကလေးများသည်မိန်လိုက်ပြောက်လိုက်ဖြစ်နေရမှတစတစပြောက်ဆုံးသွားလေသည်။ ။စာအုပ်ကလေးကိုဒီမှာပဲခေတ္တရန်နာခွင့်ပြုပါရှင်။နာဆင်အပိကကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရရှင်။ကျမ်းမာပေးခြင်းကြပါစေ။